Hello အစားဒီကောင်မတွေမကောင်းဘူးဆိုတာကျွန်တော်မသိပါဘူးဗျာခုမှဒီကောင်မတွေကမြောက်ပြပြီးစံတောင်းတဲ့ကောင်မတွေဆိုတာကျွန်တော်သိရဲ့ကျွန်တော်ပြစီပြန်ရရင်ပြီးတာပါပဲကျွန်တော်ပြီးတာရဲ့လက်ကောက်နဲ့ဆွဲချိုးပြန်ရရင်ပြီးတာပါပဲအဲ့ဒါခမရလိုက်တောင်းပေးစမ်းပါဟောထွန်းအောင်ပါလူရောလူကောင်းတရားဖြစ်သည်တို့ကြောင့်လဲသူတွင်လွမ်းနေတော့ကိုငင်းတခုကို ကျွန်တော်ဒီပြည့်ရလိုစေရှိခဲ့ပြီသည်ဟုတ်တော့သူကိစ္စကိုကိုငင်းရမှာလွယ်ကူလာသည်မဟုတ်ပဲ သူ့အမှုမှာသူ့ကိုယ်တိုင်ကလူပြိုကြီးဖြစ်ရတဲ့အထက်တွင်ရိုးလွန်အလွန်သောကြောင့်ဘယ်သူမှပြုမိမိမှုဆိုတကယ်တော့ခံခဲ့ရခြင်းဖြစ်၏ဖြစ်ပုံကြောင့်မှလည်းမဆန်းလာပေ။ဟောထွန်းအောင်သည်ဌာနတစ်ခုတွင်အထက်တန်းစီအကြီးတောင်ဖြစ်၏။ဉ္စောကျူမှာသူတို့ယုံမှလက်နှိဆက်ဆက်ရေးမှလည်းတရားဖြစ်၏။ဟောထွန်းအောင်သည်ခင်စောကျူကိုနောက်ပို့မိသည်။ရိုးရိုးသားသားအောင်မြင်၍နောက်ပို့မိခြင်းဖြစ်သည်။ နောက်တော့ခါရမှာပဲခင်စောကျုံမှာယောက်ျားမြောင်မြူချော့၍စားတော့နေသောပိုင်လုံးမလေးတယောက်ဖြစ်ကြောင်းသိရ၏။ဟုတ်ခါကိုထွန်းအောင်လေသူပေးထားသောရွှေလက်ကောက်တရံနဲ့ရွှေဆွဲကျုံခင်စောကျုံထံမှပြန်လဲရယူလို၏။ဤသည့်ကိုဖြစ်မြောင်ကျွန်တော်ထံတွင်လာရောက်၍ကုညီတောင်းခံခြင်းဖြစ်ပေသည်။ခမရပါဇက်ကပြောတော့လွဲတာပေါ့ဗျာဒါမှမဲ့တက်တယ်မရှိတက်ကြရမရှိနဲ့ခမရခမရပေးပြီးသားပစ္စည်းကိုပြန်တောင်းမှုဆိုတာလွဲတာမှမဟုတ်ပဲခမရပေးတော့တက်တယ်ရှိလို့လားဗျာ တို့တို့ပြောကြလို့ဆိုတော့နောက်ပို့ချေးပေးတာပဲဘယ်သက်တည်ရှိမလဲအဲ့တော့ဘလို့လုပ်ပြီးပြန်တောင်းမလဲဗျအဆာက तू အကျွန်တော်ယူရမယ်လို့ပြောတာလားကျွန်တော်ကလည်း तू ပြောတာကိုယုံတယ်ကျွန်တော်တို့ညောင်ကြိုက်နေရဆိုတာလည်းတယုံလောကသိပါတယ်နောက်မှယုံလို့တဲ့ခွေးမသားရကျွန်တော်မယူရဘူးလို့ပြောတယ်ဆိုပြီးကျွန်တော်လက်မခံတော့ဘူးအမှန်ကယုံလို့တဲ့ခွေးမသားရကောင်းမလေးကိုအပိုင်ကျန်နေရဒါတော့ထားပါပြန်တောင်းရင်ရနိုင်စရာဘာအကြောင်းရှိလို့လဲ ကျွန်တော်ယူပါမယ်ဆိုလို့ကျွန်တော်လုတ်ပေးထားတာပဲအခုကျွန်တော်မယူတော့ဘူးဆိုရင်သူတို့ပြန်ပေးရမှာပေါ့နော်ဒီလောက်လွယ်နေရင်ကျွန်တော်ဘာလို့ပို့လာခေါ်ရလဲကျွန်တော်လိုက်တော့ဘာအကြောင်းထုတ်มาလဲဒီလိုဗျသူကစမ်းတလောက်သူကမရအတော်ယူတယ်ရှက်လည်းတိတ်ရှက်တတ်တယ်ဒါကြောင့်သူတို့အကြောင်းတရင်ထဲမှာပါမာတို့မဂဇင်းထဲမှာပါမာတို့တိတ်ကြောက်တာအဲ့တော့ခမားလိုက်လာရင်သူတို့အကြောင်းကြည့်သွားပြီဆိုရင်စားတဲ့ထည့်ရင်မှာကြောက်တဲ့အတွက်ခမားအနေနဲ့ပြန်တောင်းပင်ရမှာပဲ။ မရရင်မဂဇင်းနဲ့ဖြစ်ဖြစ်သတင်းစာတစ်စောင်နဲ့မှဖြစ်ဖြစ်ထည့်အောင်မယ်ဆိုရင်ချောင်းပါဗျာကျွန်တော်ဒီဖြစ်နိုင်သည်မဖြစ်နိုင်သည်အတန်ကြာလောက်အောင်စဉ်းစားနေမိသို့တော့ဖြစ်နိုင်သည်မဖြစ်နိုင်သည်အပါတာကိုထုံးအောင်အကူညီရန်ကျွန်တော်တွေဝတ်တရားရှိနေသောကြောင့်အင်းစောကျူထံဗန်နေသွားရောက်မျိုးမိလိုက်ရလေသည်တနင်္ဂနွေနေ့အကောင်းဆုံးပဲဗျတနင်္ဂနွေနေ့မနက်စောစောကြာကျွန်တော်လာခေါ်ပါမယ် တနင်္ဂနွေနေ့နနတ်တော်ရောက်တော့ကကိုထွန်းအောင်ဒီခံမန်းထားတဲ့အချိန်တန်းစော်ရဲကျွန်တော်တန်ရောက်ရှိလာလေသည်ကျွန်တော်တို့ဒီတင်ကြီးစေတို့တွားရောက်ကဟင်းစောကျုံနေထိုင်သည်ဆိုတော့ကမာယုတ်ဘတ်တို့အင်းစင်ကစီရဲတွားရောက်ကြ၏ကမာယုတ်ဘူရာယုံလမ်းထိပ်တွင်စင်ကဟင်းစောကျုံအိမ်ရောက်ဆိုက်ကားဖြဲသွားကြ၏ဟင်းစောကျုံမှာဘူရာယုံတောင်ဘက်တွင်နေထိုင်ကြလေသည်အာမီနှစ်ယောက်တည်းနေထိုင်သောအိမ်ဖြစ်သောကြောင့်မချင်းမကျဲဖြစ်တော်လဲ ဟိမ့်မှာဝင်းချန်လေးနဲ့တက်တက်ရရဖြစ်ပေသည်။နောက်မှတရားဒီမှာဟင်းစောကျူတို့အိမ်ဒီအိမ်ငါများဖြစ်၍အောက်ထပ်ကိုသာငှားရနေထိုင်ခြင်းဖြစ်ပေသည်။ဟင်းရှဲမှာအပေါ်ထပ်တွင်နေထိုင်လေသည်။ဝင်းချန်လေးမှာလည်းချစ်စွဲပန်းမင်များဖြင့်တက်တက်ရလေးဝင်ဖြစ်ပေသည်။အိမ်မှာလည်းပြင်ကပြင်ခဲမင်းဖြစ်ပေသည်။အဲကမ်းမှာရှစ်ပေ၁၂ပေလောက်ရှိသောအခန်းဖြစ်၏။အနှန်းငယ်ပေါ့လက်ရောင်မှိန်နေပြီဖြစ်တော်လဲချိန်သက်များထိုးလာသောကလပ်ထိုင်းစုံများနဲ့ ဇပွဲများဖြင့်တသက်ရပင်ပြင်ဆင်ထား၏။ဧကန်းလယ်အားမှန်ဖုံးလာသောဇပွဲပေါ်တွင်ဖန်ပန်းအိုလေတလုံးရှိပြီးလန်းဆန်လှပသောအမျိုးမည်မသိပန်းရောင်စုံများထိုးထား၏။နှခမ်းနေရာများတွင်မူတော့ဟင်ဆန်ဆန်မှန်မောင်တွင်ဓာတ်ပုံအရွယ်စားမျိုးမျိုးစီစဉ်မရှိချိတ်ဆွဲထား၏။အင်းရင်းကိုဝင်ခြင်းပင်ခင်စောကျူတွေ့မြင်ရသည်ခင်စောကျူသည်အမျိုးလင့်ပဲကိုထွန်းအောင်မြင်လိုက်ရသောကြောင့်အနှဲငယ်အံ့ဩတင်သွားသည်သို့တော်အင်းတွင်ပြန်ပင် ကိုထွန်းအောင်နှုတ်ဆက်ကနေရာထိုင်ခင်းပေးလေသည်။နန်းနန်းစောစောဝင်ဖြစ်တော်လဲခင်းစောကျုံမှာတက်ရစွာဝိစားစီရင်ပြီးပြီဖြစ်ပေသည်။ကိုထွန်းအောင်ပြောသည့်ထက်ပုံမချောမောလာပါချစ်စရာကောင်းသောအင်္ဂလိပ်တယောက်ဖြစ်သည်ဟု၍လဲကျွန်တော်စိတ်ထဲဝဲဆွဲမှလာမည်။အနိုင်ငယ်အရပူတော်လဲသူ့ရံနဲ့လိုင်လျောကင်ကြီးအောင်တေးသွဲသောကိုလုံးကိုထဲလေးရှိ။အသားမှာမဖြိုလွန်းမညိုလွန်းသောအသားလက်ထဲအဖြစ်၍ပမာဆန်လာ၏။ နှာရန်ပေါ်၍နှက်ခမ်းပါပါနဲ့ဖြူခွေးညီညာသောသွားကလေးများရှိ သူ့ရောက်မှမဆန်းလာပေပြင်မုံစင်မုံမှလည်းယူလာပေသည်ဤသည်ကြောင့်ပင်ပိုး၏ချော်သည်ဟုထင်ရခြင်းဖြစ်ပေသည်ပိုး၏လည်းချစ်စရာကောင်းပေသည်သူ့လိုမင်းကလေးတယောက်ကကိုထွန်းအောင်ပြောသလိုပိုင်းလုံးလှုပ်ရှားနေသည်ဟုပင်ကျွန်တော်သည်မယုံနိုင်လောက်အောင်မဖြစ်လာမိလေသည်ဆော့ဆော့ဆစ်ဆစ်ဘယ်ကလှဲ့လာလဲလူသေးတော်လည်းအတန်မှမူတိတ်မသေးလာပေ ို့တမ်းမှာခက်မှမှလေးပင်ဖြစ်၍တာယာသည်မစိုးနိုင်တော့လေ။နားခံရခက်လောက်မကြောခြင်းမဖြစ်ပေ။ကျွန်တော်မှမခင်စောကျူဟာအခက်ခက်နေရတော့ကြောင်းအခြားအရာဝင်နောက်ထပ်ဂယုပြုနိုင်ခြင်းမရှိပေ။ဒီလိုလာတာပဲ။ဟိုထုံးအောင်ကခင်စောကျူဖြစ်ပြီ။ဟိုနောက်ကျွန်တော်ကလက်ညှိုးထိုးပြ။ဟုတ်တာကစာရေးစရာလင်းယုံနေဆိုတာပဲမိတ်ဆက်ပင်ပြောလိုက်လေသည် ခင်စောကျူကကျွန်တော်ပြုံးပြရီသူ့ပြုံးတွင်ညစ်လို့သောသဘောမျိုးမပါကြအောင်လဲကျွန်တော်သဘောပေါက်ပြီသူ့ပြုံးမှာစင်ကြဲတန့်ရှင်သည်ဟူ၍ပဲကျွန်တော်ထင်မိလေသည်စာတော့ဖတ်ဖို့ပါတယ်လူတော့အခုမှမြင်မှုပါတယ်ကျွန်တော်ကလည်းပြန်ပြုံးကသူ့ကိုအတိတ်မှပြူလိုက်ရီအဲ့တဲ့အဲ့ဖြစ်တော့ကြောင်းကျွန်တော်ပုံမကယူဆိုင်သောသဘောမျိုးပြားကစပွဲပေါ်မှာစစ်ကရပ်ကိုကိုယ်တိုင်ယူ၍ကျွန်တော်ဟာလာရောက်ကမ်းပေးကျွန်တော်ကလည်းကျွန်တော်တွင်စိတ်လိုက်ပါကြောင်းပြန်ပြောတာ သူ့စစ်ကရဘူစပွဲပေါ်သို့ပြန်တင်ထားလိုက်ရသည်နှစောကျုံသည်ကျွန်တော်ဘေးရှိကလတ်ထားတွင်လာထိုင်ကျွန်တော်ကိယုတ်တဆိုင်မေးလေသည်ကျွန်တော်လည်းကိုထွန်းအောင်မျက်နှာကိုလှမ်း၍ကြည့်မိအောက်မှတရားပဲကိုထွန်းအောင်ကသူ့ကိစ္စအတွက်ကျွန်တော်ပင်ဥဆောင်ပြောပေးပါရန်ကြိုတင်တောင်းပန်ထားပြီးဖြစ်ပေသည်ထို့ကြောင့်လည်းကျွန်တော်ဒီစစ်ကရဒရိတ်ကိုကျွန်တော်ဘူးထဲမှာထုတ်ယူမိရင်နှစောကျုံမျက်နှာကိုမကြည့်ပဲစကားဆလာရလေသည် အဲ့စတော့ကိုထွန်းအောင်ကိစားပါပဲ။သူကမခင်စောကျိုးစီယာရွှေလက်ောက်တရံနဲ့ရွှေဆွဲကျိုးတကုံရစီယာရှိတဲ့လိုက်တောင်းပေးပါဆိုရနဲ့ကျွန်တော်လိုက်လာခဲ့ရတာပါ။ကျွန်တော်ကအပေါ်နှက်ခန့်အောက်ဘက်သို့တွင်က အောက်နှက်ခန့်အပြင်သို့ပင်ထုံရင်ပါးစပ်မှမိကိုများကမျက်လုံးလာရှိုင်းအောင်မှုတ်ထုတ်ပြီးမှခင်စောကျိုးမျက်နှာလှန့်ချလိုက်ရ၏။င်းစောကျိုးအမူကိုထွန်းအောင်မျက်နှာလှန့်ချနေလေသည်။ကိစားတော့ဒါပါပဲ။ကျွန်တော်ကကျွန်တော်ပါလာရင်အကြောင်းကိစ္စကိုတော်တော်ပဲညှိကုံးချုံလိုက်၏။ ထိုခါခင်စောကြွားလဲကျွန်တော်ဘက်သို့ပြန်လှည့်ကကျွန်တော်စကားအတွက်အပြေပေးလေသည်ဒီကိစ္စအပြေပြတာပဲဟိုထဲကရှင်းရှင်းလင်းလင်းပြောပြတာပဲမဟုတ်လားသူပြည့်စည်တယ်ကျွန်တော်လက်ထံမှာမရှိဘူးဆိုတာသူသိတာပဲခင်စောကြွားသည်ကျွန်တော်ကယွန်ရှာမုံတီဟန်ဖြင့်ကြည့်ွေပြောလိုက်တော့ကြောင်းလဲကျွန်တော်ပဲအတော်စိတ်မကောင်းနိုင်လောက်ဖြစ်သွားပြီကျွန်တော်လက်ထံမှာမရှိဘူးဆိုတာဘယ်လိုလဲကျွန်တော်ကနားမနေတော့ကြောင်းထပ်မေးလိုက်ရည် ဖို့ထွန်းကလည်းအဲအကြောင်းနဲ့ပတ်သက်ပြီးဘာမှမပြောခဲ့ပဲ။ပေါင်ထားတာ तू တိတ်တာပဲ။ပေါင်ထားတာကိုကျမတို့ပြန်မရွေးနိုင်တော့တာလဲ तू တိတ်တာပဲ။ကျွန်တော်ကကိုထွန်းအောင်မျက်နှာကိုလှမ်းကြည့်မိ။ဖို့ထွန်းအောင်မမူအဲအကြောင်းကိုကျွန်တော်ကမပြောခဲ့မိခြင်းအတွက်တောင်းပန်လိုဟန်ပြေကျွန်တော်ကိုပြန်ကြည့်နေရှာ၏။ကျွန်တော်လည်းတာဝန်ရှိသူနဲ့လျော်ညီစွာပြန်စောကြိုပဲထပ်၍မေးလိုက်ရလေသည်။ဘာဖြစ်လို့ပြန်မရွေးနိုင်တာလဲ။ပေါင်ထားတာကြာလို့အတူအတိတ်တက်နေပြီ။ ကျမရရဲ့လာကနဲ့တာမင်းရောက်မလောက်မငါစားနေရတာဒါတော့ဘလို့လို့ပြီးပြန်ရွေးမလဲဥမပဲရုပ်ရည်ရှိသလောက်ပိုင်စားသည် ဆိုတော့မိမတူကြီးလေတန်းသည်ပေါ်ထွက်လာ၏ဒါမဲ့ခင်စောကျူကလက်ထပ်ပါမယ်လို့ဂရိပေးထားတဲ့အတွက် သူပေးထားတဲ့ပစ္စည်းတကိုခင်စောကျူရောနဲ့နဲ့ဂရိပြန်ဖြတ်တဲ့အခါမှာတော့သူပြန်ပြောရယူပိုင်ခွင့်ရှိပါတယ်ဗျာဟုတ်ခင်စောကျူကကိုထွက်အောင်နဲ့ကျွန်တော်ပြူးချောင်တောင်ပင်တလဲစီလာရွေးကြည့်မိမပြောသည် ဘယ်သူကဘလို့ဂတိပေးတာလို့လဲမခင်စောကျူဟာသူ့ကိုယူပါမယ်လို့ဂတိပေးတာလေဆိုဖះပေးပေးကြမ်းပေးပေးပါရှင်ဒီလိုဂတိမျိုးဘယ်ယောက်ကြောင်းမှကျွန်မမပေးဘူးပါအောင်ရှင်ကျွန်တော်ဟာဤသို့ပြောရင်မှကိုထွန်းအောင်လှန့်ရွှေရှံတွေရှင့်ကိုကျွန်မဘလို့များပြောဘူးလို့လဲစဉ်းစားပါမယ်လို့ပြောတယ်မဟုတ်လားကိုထွန်းဟာလည်းမျက်လွာချရေးဖြေလေသည်အင်းလေစဉ်းစားပါမယ်ဆိုတာယူမဲလို့ဂတိပေးရလားရှင် ကျွန်တော်ဒီနောက်ထပ်ဘာမှမပြောတော့ပဲနောက်ထပ်ပြောစရာလည်းဘာမှမရှိတော့ပဲဤပွဲတွင်ကျွန်တော်မိတ်ဆွေကြီးတွေဘလို့မှနိုင်ချေမရှိတော့ဘူးဖြစ်ကြောင်းကျွန်တော်လည်းသဘောပေါက်လာနေနောက်ထပ်ဆက်၍ပြောနေလဲကိုလူကြီးသားအချက်တွေအကျုံနဲ့ဖြစ်တော်မျိုးလဲကျွန်တော်ဒီခိုင်းဒါဖြစ်လဲပြန်ကြပါစို့ဗျာကျွန်တော်အထံရောင်းမထတော့ကကိုထွန်းအောင်လေတွက်ကက်ကက်လုံနေသေးအင်းငန်းတွင်းကကျွန်တော်ထွက်တော့ခါရင်မှကိုထွန်းအောင်လေကျွန်တော်နောက်ကလိုက်ပါလာခဲ့လေသည်ခမရဘယ်နဲ့လောက်တာလဲဗျာ သူကပင်ကျွန်တော်အပြက်တင်နေလိုက်တယ်။ခမားဟာပိုင်မမပိုင်မယ်ဒီလိုလုပ်လို့ဘယ်ရမလဲဗျ။ခမားပြောရတယ်ဒီမှာဖြစ်တာလေချားစီဖြစ်နေတော့ခမားပဲအဆက်ကွဲရတယ်မဟုတ်လား။နောက်ကိုဆက်ပြောကြရင်ခမားပဲဆက်ပြီးအဆက်ကွဲအောင်ပါပဲ။ဒါအောင်မြင်လို့ကျွန်တော်ထလာတာပေါ့ဗျာ။နောက်တော့ဒီဘူရာယုံဘက်သို့လျှောက်လာခဲ့ကြ යි ။ကိုထောင်းမှာလည်းအတော်ပင်စိတ်ဖြစ်အာရုံလာရင်တွေ့။နောက်တနေ့စဉ်းစားကြတရားပါဗျာ။ကျွန်တော်အတူအားပေးရသည်။သို့တော်စိတ်ထဲရမှုဘလုံးမှာ ပြန်ရနိုင်စရာအကြောင်းမရှိတော့ဟုနားလည်ပြီးဖြစ်သို့ဖြစ်၍ကျွန်တော်ဒီအရာကြောင့်မိဖြောင်ပြန်လာရှိသို့မဟုတ်ပါကလည်းမိဆွေအတွက်မခံရနိုင်၍ဝိထုတပုံမဂ္ဂဇင်းတစ်ဆောင်နဲ့ရေးထားအထုတ်လိုက်ဖို့ပဲရှိပေသည်။ဘို့တော့ကျွန်တော်ကိုယ်တိုင်ဟာဟင်းစောကျူရဲ့အကြောင်းကိုသိချာတော့မသိရသေးမီ။ဟိုထုံးအောင်ခဲ့တော့လူတယောက်အပြောဖြစ်တစ်ဖက်သက်ရေးသားခြင်းကမထိုက်တဲ့အကြောင်းသဘောထား၏။ကျွန်တော်ဒီကိုထုံးအောင်နဲ့ခွဲခွာကထွက်လာတော့ကသူတို့ကိစ္စကိုလည်းမေ့ပြန်လိုက်လေသည်။ ။ဟိုကဲ့သို့မိပြထားတော့လဲနောက်တလာလောက်ကြာတော့ခါခင်စောကျူတန်းမှာစတဲ့ဆောင်ရောက်ရှိလာတော့ကြောင်းကိုထွန်းအောင်တို့တားတက်မိပြန်ရင်စောပင်ကိုထွန်းအောင်ကပြေးပြမိသည်။ခင်စောကျူဟာကိုထွန်းအောင်ပျက်စီးများကိစ္စနဲ့ပတ်သက်၍ရှင်းလင်းပြောပြလိုတော့ကြောင်း။ဒါမြင့်တနင်္ဂနွေနေ့12နှစ်လောက်တွင်သူတို့အိမ်တို့လာရောက်ပါရန်မှာကြားလိုက်တော့စာပင်ဖြစ်၏။သို့တော်စာမှာမဂဇင်းတိုက်ပေါ်တွင်ခောက်နေတော့ကြောင်းကျွန်တော်လက်ထဲသို့တနင်္ဂနွေ3ပတ်လောက်ကြာမှရောက်ရှိလာ၏။ င်းစောချုပ်ချင်းဆိုတော့တင်းငွေနေနေမှာလဲကြံ့ရခဲ့ပေပြီ။ဘို့ကြောင့်လဲပိုးရည်တေချာစေရန်လာမည့်တင်းငွေနေနေတွင်လာရမည်မလာရမည်ကိုကိုထွန်းအောင်နဲ့ပင်ရုံးမယ်အမေခိုင်းလိုက်ရ၏။ကိုထွန်းအောင်မှစိတ်ပြက်လက်ပြက်ပင်အဖြစ်ပေးလေသည်။ချိန်နဲ့ရမှာမလာလို့စိတ်ဆိုးသွားတယ်ထင်ပါရဲ့ဗျာ။ကောင်းမကြီးကြီးကျယ်ကျယ်ပြောတယ်ဗျာ။လာလဲမလာပါနဲ့တော့တဲ့။တွေ့လဲမတွေ့ကျင်တော့ပါဘူးတဲ့။ကျွန်တော်တော့တင်တင်ကောင်ဗျာရုံးကလူတွေအပိုင်းမရလို့ခမရကိုမြူအောင်ပဲကြံ့မြန်နေတယ်ထင်တယ် ိစားမရှိပါဘူးဗျာကျွန်တော်ဖို့ပဲဗျာကျွန်တော်မျိုးလို့လူပဲရမှာပေါ့ကျွန်တော်တို့အရှုံးမရှိပါဘူးနနေငယ်နေပဲကျွန်တော်သွားပြီးစော်သေးအကြောင်းမို့ဟိုထုံးအောင်ကကျွန်တော်မပြောပဲကျွန်တော်စေကုန်းနဲ့ကျွန်တော်ကခင်းစောကျူရဲ့အိမ်တော့ထွက်ခဲ့မိလေသည်ခင်းစောကျူမှာလည်းအိမ်တွင်အစင်တက်ရှိပေသည်ကျွန်တော်မြင်တော့ခါနိုင်လဲခင်းစောကျူသည်မယုံကြည်နိုင်လို့အံ့ဩတင်နေရှာလေသည် လာပါလာပါထိုင်လေဘက်နဲ့မတ်တက်ကြည့်လေ မလာပါနဲ့တွေ့လည်းမတွေ့ချင်ဘူးလို့ကိုထွန်းအောင်မှားလိုက်တယ်ဆိုတာနဲ့ဝင်ရမှာမရဲတရဖြစ်နေတာပါ။ဟိုကိစ္စမရှိပါဘူးမလာနဲ့ဆိုတော့ရအောင်လာနေမှာပဲ။ကျမကိုဒီလောက်ရိုသေနေစရာမလိုတော့ပါဘူး။နှင်းစောကျူကအလွန်မြခင်မင်းရင်းနေတော့မိဆွေဟောင်းတရားကိုပြောဆိုဆက်ဆံပုံမျိုးဖြစ်ကျွန်တော်ကိုစီးကျိုဧကန်ရှာ၏။ကျွန်တော်လည်းကိုထွန်းအောင်စကားပြည့်၍အမှတ်ရမိလိုက်သည်။ကျွန်တော်တော့တဲမတင်ကောင်ဗျာ။ရုံးကလူတို့ပိုင်းမရတော့နဲ့ခမရကိုမြူအောင်မဲ့ကြံမြန်မိတယ်နဲ့။ ကျမမာတဲ့နေရာမလာလို့လာတော့မှာမဟုတ်ဘူးလို့ထင်နေတာစိတ်လည်းပြတ်သွားတယ်လေကိုထွန်းအောင်လာမေးလို့ပြောလိုက်တာကတော့စိတ်ထဲမှာပါလို့ပြောလိုက်တာမဟုတ်ဘူးကျမအချိန်နေကိုလည်းစဉ်းစားမိပါလိမ့်မယ်သူ့ကိုကျမအနေနဲ့ဘာမှအသိမပေးခြင်းဘူး तू ကရိုးတော့ရိုးပါတယ်ရိုးလုံးလုံးခတ်နေတာ तू ကဘာအရေးကဲမှမသိဘူးအဲဒါကြောင့်မလို့သူ့ကိုကျမခွပြောလိုက်တာပါဆရာကတော့လာစီချင်တာပါဒါမဲ့ဆရာလာတော့ तू မသိစေချင်လို့တမင်ပြောလိုက်တာပါပဲ ကျွန်တော်ဒီဆက်ကရကိုဖွာဆိုင်ကသူ့စကောင်းအားထောင်နေရည်သူပြောလို့တော့အကြောင်းကိစ္စမှန်တယ်များကိုလည်းကျွန်တော်ဒီစိတ်ပါဝင်စားနေမိလေသည်။ဘာကြောင့်မှမပြောခင်ဆရာလူကြောင့်လည်းကျွန်မပြောပြချင်ပါသေးတယ်။ဆရာလူကအမ်တန်သုံးဝင်တိုးတက်တဲ့လူတစ်ယောက်ပါပဲ။တခြားယောက်ျားတယောက်ကျွန်မကိုစစ်စစ်ကြည့်နေအောင်သူကကျွန်မကိုရန်လုံချင်ပါတယ်။ရုံးမဆောလည်းဒီလိုပဲဘယ်စရင်နဲ့မှစကားမပြောအောင် ရုံးအောင်လုပ်တဲ့လူကကျမတို့အမေဘက်ကနဲ့အမျိုးနဲ့နဲ့တော်ပါတယ်။သူပဲကျမကိုအလုပ်သွင်းပေးပါတယ်။ ဲ့ဒီလိုအိမ်ဝင်ထွက်နေတာကိုလည်းသူကမချင်တော့ဘူးဟိုလူကတားနဲ့မရနဲ့လို့ပါကျမတို့မှာထင်မှားစရာလည်းဘာကြောင့်မှမရှိပါဘူးဒါတော့သူကကျမနဲ့ပေးစားပါသေးတယ်သူ့ကိုမခင်စောကျူကချစ်ခဲ့ဘူးသလားဘသူ့ကိုလဲကိုထွန်းအောင်ပေါ့အမောင်ပြောအိမ်မချစ်ပါဘူးဒါပေမဲ့ရိုးအလုံးလုံးတနာမိပါတယ်သူကတော့ကျမကိုယောက်ျားမြင်ချော့စားမြူစားတဲ့မိမတယောက်ရဲ့လို့တောင်ပြောပါရဲခုတော့သူ့ကိုတနာတော့မတနာတော့ပါဘူး ။နောက်ထပ်ပြောချင်တယ်ဆိုရင်လက်ကောက်နဲ့ဆွဲကြိုးကိစ္စရော။အဲ့ဒီလက်ကောက်နဲ့ဆွဲကြိုးကိစ္စကဒီလိုပါ။ဟိုတနေ့ကဒီကိစ္စကိုရေးလဲအောင်မပြောလိုက်ရတော့စိတ်မကောင်းပါဘူး။ဆရာတို့ကဒီကိစ္စကိုတမျိုးတမျိုးထင်ကျင်ထင်အောင်ပါ။အကြောင်းမသိရင်လည်းဒီကိစ္စအတွက်ကျမတို့တော့မကောင်းထင်ထင်နေကြအောင်ပါ။ဟော။ပြောရင်းဆိုရင်ပဲသူဒီအိမ်ပေါင်းဝတ်တို့လှန်ကအစုံတရာလှန်၍အနှုတ်ဆန်နေ။ဘာနဲ့ပြန်လာတယ်လဲမေမေ။ မဲမဲဆိုရင်ယောသားသည်ဆိုတော့ကိုထွန်းအောင်ပြောပြမှုသည် သူ့မဲမဲဆိုသူလှဲ့ချလိုက်ရသည်သူ့အမေမှာသူ့လိုပင်တိတ်တိတ်တွတ်တွတ်နဲ့မျက်နှာမှာလည်းချက်သေးရှိလာသည်ဝေးချေးမတက်နိုင်ရှာသောကြောင့်ဖို့တန်ဝစ်စာများလည်းဝစ်စင်နိုင်ခြင်းမရှိတော့လေရှိသည်မြို့ဖြူစင်အောင်ဖို့လျှော်ယူမှဝစ်စင်တန်တူပေသည်သူဝဲထားသောဖဲ့ရင်ကြီးမှာအသက်လိုပင် ဖြူစင်နေ၍သူဝဲထားသောတရက်တဲထမိန်မှာလည်းအစင်ဟောင်းနေသည့်အတိုင်းအသက်ကဲ့သို့ပင်လက်ဆက်ဆင်ကျဲလည်းရှိလေသည် ။ဘာဖြစ်လို့လဲမမေ။နှစ်စောင်းချူကသူ့အမေကိုရိုးရိုးတည်တည်ပဲမေ။သူ့အမေကလည်းကျွန်တော်ကိုလှည့်ကြည့်ရအကက်ခဲကြီး။မိမခင်စောချူအမေဝင်ပြေးနိုင်သေးပဲ။ဟောအဲ့တဲ့ရောက်နေတကောပြောလိုက်လေသည်။တမီးထပင်အမေဤအတန်းမှာတာယာ၏အလွန်ပြော့ပြောင်းတင်မွေးသောမိမမျိုးတွေရလည်းဖြစ်ရန်တူ၏။ဧည့်သည်တယောက်ရှိနေကြအောင်မကြည့်တော့ကြောင်းရုတ်တရက်ဝင်ရောက်လာမိခြင်းဖြစ်သလိုပင်သူကပင်အထောက်အာနာဖြစ်နေရတူ၏ကျွန်တော်ကသူ့ကိုပြောင်းရင်နှုတ်ဆက်တော့က ပြောကြပါပြောကြပါကျွန်တော်တို့အနောက်ရှံမဖြစ်လို့တော့တဘောမျိုးဖြစ်ပြောရင်အိမ်တွင်းခံဘက်သို့ဝင်ရောက်သွား၏သို့တော်သူမဝင်မီခင်စောကျူဟာကျွန်တော်နဲ့သူအမျိုးမိတ်ဆက်ပေ၏သူအမေကလည်းကျွန်တော်ကိုချီ၍အံ့ဩနေသည်ကျွန်တော်တို့လူတရာဦးမျောလင်းပဲသူတို့အိမ်တွင်တွေ့ရခြင်းကြောင့်ဝမ်းမြဝမ်းသာဖြစ်မိကြောင်းလည်းထုတ်ဖော်ပြောဆိုရှာသည်ခင်စောကျူကလည်းအိမ်တွင်းသို့လိုက်ဝင်သွား၏ အိမ်တွင်းကမှပြင်ကန်းနဲ့ကတ်နေတော့ကြောင့်အတွင်းကတွင်သူတို့သားမင်းများပြောဆိုနေကြတော့အတန်ကိုအပြင်မှာခတ်တဲ့တဲ့ချားနေရည်အမေဖြစ်သူကတက်တာဖွင့်ကငွေယူသည်တရားနဲ့တရွတ်နဲ့အနှောက်အနှဲငယ်သာရှိနေ၏အမေသည်တဆယ်ပြည့်အောင်လိုချင်သည်သို့တော်အနှောက်မှာတဆယ်ပြည့်အောင်မရှိပဲဖြစ်နေ၏အမေကသမီးကိုအိမ်ပေါ်ထပ်သို့တက်၍ရာတဲ့အန်ခိုင်းနေ၏သမီးကလည်းအိမ်ရှိကန်းတွင်ဧည့်သည်ရှိနေသောကြောင့်အမေကိုယ်တိုင်အိမ်ပေါ်တက်၍အန်ရန်ပြောနေ၏ ကျွန်တော်ကကျွန်တော်အိတ်ကိုချိန်မိသည်သူတို့အိမ်မှာအပြန်တွင်ကစားဝိုင်းသို့ဝင်ရန်ရည်ရွယ်ရင်းရှိခဲ့သောကြောင့်ကျွန်တော်အိတ်ထဲတွင်လည်းငွေပါ၏ထို့သောတရားမပြေပေ80ကျော်ကျော်လောက်သာရှိနောက်ကြတော့အမေရောသမီးပါပြန်ထွက်လာ၏ခုနောက်သူ့အမေကကျွန်တော်ပြုံး၍နှုတ်ဆက်ပြန်ကအိမ်မောထက်သို့တက်ရောက်သွား၏ပေါကနာကျွန်တော်နဲ့ခင်စောကျူမှာတော့တူ စကားမပြောမိကြပါဘူးခင်စောကျူတည်းတစုံတစ်ခုလေးလေးနက်နက်စဉ်စားဟန်ဖြစ်တာထိုင်နေ၏ ဘာလဲမွေးလို့နေလို့လားကျွန်တော်ကမေးလိုက်တော့ခါရမှာသူဒီကျွန်တော်ပြောင်းရေမော်ချီမဟုတ်ပါဘူးလဲမရရင်လဲကျွန်တော်စီရယူဖို့ကျွန်တော်စီမှာလဲပါပါတယ်ဒါမဲ့တရားတော့မပြည့်တတ်ဘူးဟိုကိစ္စမရှိပါဘူးဆရာစီရယူလိုက်လို့နောက်ဘလို့လောက်ပြောပြန်ပေးမလဲဟိုနောက်လဲကျွန်တော်ရအောင်ပါပဲဤစကားကိုဘာကြောင့်ပြောလိုက်မိမှန်းမသိပဲဒီရင်တို့နောက်ထပ်လာရောက်ရင်ဘယ်တော့မှစိတ်ကူးထမိကြောင်းလဲကျွန်တော်ကိုယ်တိုင်သဘောပေါက်မိခြင်းမရှိပဲသို့တော့ထို့တခဏက ကျွန်တော်ဒီခင်စောကျူရဲ့စိတ်စေတနာရင်ပေါ်၌တန်တရားခင်းနေကြောင်းဝန်ခံရမည်ဖြစ်၏။ခင်စောကျူပြောပြသောအကြောင်းကိစ္စတောင်ယုံကြည်ရန်အဆင့်တက်ရှိနေကြောင်းလည်းသဘောပေါက်မည်။ကျွန်တော်ဒီလည်းခင်စောကျူမျက်နှာလေးကိုတစိမ့်စိမ့်ကြည့်ရင်ခင်စောကျူမှိုင်းမိလာရပြီဖြစ်ပေသည်။ခင်စောကျူရင်မဲမဲသည်အိမ်ပေါ်ထပ်မဆင်းလာခဲ့၏။တို့စီမှာလည်းမရှိဘူးတဲ့။ညောစောကအိမ်တွင်သို့ဝင်ရောက်လာ၏။ထို့ကကျွန်တော်အမေစတင်၍ခင်စောကျူမဲမဲငွေ၁၀ထုတ်ပေးမည်။ အရေးကြီးစနှုတ်စရာယူတော့မနောက်မှပြန်ပေးရအောင်မြ။ထမတော်ခင်းစောသူအမေဒီစနှုတ်လက်မှာပတ်စံမယူရဲသလိုဖြစ်နေ၏။တမီးမျက်နှာကိုလည်းလှန့်၍ကြည့်။တမီးရမူမျက်လုံးစုံမှဲ့၍ကောင်းရန်ပြ၏။ဤပြုမှုများမြင်လိုက်ရသောကြောင့်စနှုတ်အတင်းထိုးပေးရသည်။ဘုရားတော်တော်ယူပါတော်တော်ကြပြန်အမ်းလို့ရတော့လည်းပြန်ပေးတာပေါ့အရေးကြီးနေတဲ့အခါခဏလှဲ့တဲ့ကိစ္စပဲကျွန်တော်ကအတင်းပေးတော့အခါမှာခင်စောကျူမမေတီလက်လံရွေယူလိုက်သည်ယူရင်းလဲပြော၏ ော်တော်လည်းဘူဒာယုံဘတ်ဆိုင်မှာတော့အံ့မှာပါပဲခုရပါလိမ့်မယ်ဒါမဲ့ဝေလာတောင်းတဲ့လူကဆိုင်မထားချင်လို့ပါခုပဲတော်တော်ပြန်ခဲ့မယ်နော် မောင်မပြန်သေးဘူးမဟုတ်လားဟုတ်ကဲ့မပြန်သေးပါဘူးခင်ဗျသူ့မေမေထွက်သွားမှခင်စောကျုံနေကျွန်တော်ဒီတောင်းနဲ့တောင်းမျက်နှာချင်းဆိုင်ပြန်ဆိုင်ရ යි ဟုတ်တော့ခင်စောကျုံဒီကျွန်တော်မျက်နှာရဲရဲမကြည့်တော့ကြောင်းတတိထားလိုက်ပြီလေဒီကဲလို့ဆံမအောင်ခုနစကားပြတ်သွားတဲ့ကျုံနဲ့လက်ကောက်ကိစ္စအောင်ဆမဖြစ်ပြောတော့ပြောချင်တော့ရှင့် ။အိုးဘာဖြစ်လို့လဲပြောတာပြောပါ။မခင်စောသူပြောတော့ကျွန်တော်စိတ်ဝင်စားပါတယ်။ပြောရင်မယ်ဆရာယုံတော့မှာမဟုတ်ပဲနဲ့။အိုးဘာဖြစ်တော့မယုံရမှာလဲမယုံစရာဘာအကြောင်းများရှိလို့လဲ။ကျမယောက်ျားတော်မျိုးစားနေတဲ့မိန်းမတယောက်အနေနဲ့ဆရာသိတာလည်းမဟုတ်လား။မြောက်ပြပြောဆန်တောင်းတဲ့မိန်းမလို့တော့ကိုထွန်းအောင်ပြောခဲ့သေးတာပဲ။ဆရာကလည်းဒီလိုပဲသူပြောထားမှာပေါ့။ဒါအရင်မကြည့်ပါဘူးလေ။ရင်းမကြည့်မှသိပါရဲ့။ အရေးမကြီးလို့လဲဆရာကိုယ်တိုင်မြောက်ပြပြီးစံတောင်းတာအတွက်ငွေ၁၀အကုန်ခံလိုက်ရတာပေါ့ဟိုကျွန်တော်ဒီလိုသဘောမထားပါဘူးဗျာသူပြောလိုက်ကမှကျွန်တော်ဒီလဲကိုထွန်းအောင်တရားဖြစ်မှန်းမသိဖြစ်လာပါပေါ့လားဟုသဘောပေါက်လိုက်ပြီဟတ်စောစောမှုအငွေ၁၀ကျပ်ကိုကျွန်တော်ဒီနောင်လာလာအတွက်မျှော်ကိုကပြန်လဲရရှိတော့မည်မဟုတ်မှန်းကိုအလိုလိုသိပြီးဖြစ်ပါလျက်နဲ့တမင်ပင်အဆုံးထားကလွယ်လွယ်ကူကူထုတ်ပေးခဲ့ခြင်းဖြစ်၏ ပင်စောကျူရိုအင်ကိုနောက်ထပ်ဝင်ထွက်သွားလာနိုင်ခွင့်ရအောင်အရင်နေမြုံနံလိုက်ခြင်းသာဖြစ်။မအောင်သူတို့အင်ကိုနောက်ထပ်ဝင်ထွက်သွားလာလိုခြင်းဖြစ်သေးဝမူကျွန်တော်ဟာကျွန်တော်သဘောပေါက်နိုင်ခြင်းမရှိပဲကျွန်တော်ဒီယောက်ျားများချော့မျိုးကစားတော့နေတော့မင်းကလေးတယောက်ကွာအကြောင်းစာရေးလိုတော့အကြောင်းဖြစ်ကောင်းဖြစ်နိုင်။ဘို့မဟုတ်ပါလဲချော့မျိုးကစားတော့နေတော့မင်းကလေးတယောက်ရဲ့အမျိုးအချို့ကျွန်တော်ကိုယ်တိုင်ခံယူလို့ရလေဖြစ်နိုင်စရာအကြောင်းရှိပေသည်။ မှန်တာကိုပြောရရင်ကျမကဘယ်ယောက်ျားဖေးရဲ့လက်လာပါအောင်မမယူဘူးပါဘူး။ဘယ်ယောက်ျားအောင်မှလည်းဘာလက်ဆောင်ဝယ်ပေးစမ်းမလို့မပြောဘူးပါဘူး။ဒါပေမဲ့ယောက်ျားဆိုတာဆရာတည့်ရမဟုတ်လား။အစာပထမတော့သူတို့ကိုယ်တိုင်ကမနေနိုင်မထိုင်နိုင်ဖြစ်လာပြီ။သူတို့ကပဲစလုပ်ကြတာပါ။နောက်မကျေနပ်တဲ့ခါကျမှမိန်းကလေးတယောက်ချွတ်ချွတ်ဖက်ဖက်ပြောချင်တတ်ကြတာပါ။ကျွန်တော်ကစက်ကရက်တလေးကိုမိကြီးခွာဆိုင်နေရည်ခင်စောကျူမျက်နှာလေးကိုတစိမ့်စိမ့်ချိနေမိ ကျမတို့မှာတာမင်းရောက်တဲ့နေရပါတယ်ဆရာ။ကျမရဲ့လခလေးနဲ့ပဲလောက်ငောင်းစားတောင်းနေရပါတယ်။ကျမတို့ဘဝအကြောင်းမှလူတွေကသိတာမဟုတ်ဘူး။ကျမမှာဘလောက်ဆစ်ဆင်းရနေရဆိုတာကိုလည်းလူသိတာမဟုတ်ဘူး။အမေဟာကျမဘွားအသက်ရှင်နေဖို့တောင်ကောင်းတဲ့ဘွားမျိုးမဟုတ်ပါဘူး။တခါတခါကျမအနေနဲ့တည်ကျင်စိတ်တောင်ပေါက်ပေါက်လာပါတယ်။ကျွန်တော်ကဆက်ရွယ်နားထောင်နေ။သူပြောနေစဉ်လဲဘာတော်ခုမှဝင်ပြောဆိုခြင်းမပြုမိပဲ။ တစ်ခါတစ်ခါလည်းစိတ်နဲ့လုံးလုံးယူသွားမလားလို့အောင်ထင်ရပါတယ်။ဒီကြားထဲမှာမကောင်းတဲ့လူကလည်းမကောင်းမတိတတ်တဲ့လူကလည်းမတိတတ်ဘူး။ထောက်ထားညတာစရာရှိသမျှဖြစ်ပေပြီးကိုယ်စိတ်ချမ်းသာကိုတတ်တတ်လောက်သာလုံနေကြတဲ့သူတွေကလည်းရှိနေတယ်။အဲ့ဒီအကြောင်းလို့ပြောရင်ကိုယ်ပေါင်းကိုယ်လန့်ထောင်းလို့ဖြစ်နေတာပြောလည်းမပြောအပ်ပါဘူး။ငရဲငအောင်ကြီးမှလည်းကျမအမ်တန်ကြောက်ပါတယ်။ကျွန်တော်ဒီခင်စောကျူမျက်နှာလေးဝယ်မကြည့်ရဲလောင်ဖြစ်လာမိ။သူပြောသမျှယုံကြည်ရန်စိတ်ပိုင်းဖြတ်ပြီးဖြစ်တော့ကြောင်းလဲ။ သူ့အတွက်စိတ်ထဲတွင်နှိုက်လဲစွာဝမ်းနည်းနေမိ။ဘာမှမဆရာရဲ့ပြောချင်တယ်ဆိုတာစိတ်ထဲမှလာရှိနေတာပါ။အရင်တော့လည်းဘာမှပြောလို့ထွက်တာမဟုတ်ပါဘူး။နှင်းစောကျူကမျက်လွာကိုချရင် ပြောနေရမှာ။ရုတ်တရက်ခေါင်းမော်ကဆက်ပြော၏။နာမည်ဆရာမိတ်ဆွေပေးရဆိုရယ်ဆွဲချုံနဲ့လက်ကောက်ဆိုတော့ကျွန်မမယူခဲ့ဘူးပါဘူး။မယောက်ျားပြရဲ့လက်ဆောင်ပန်းတော်မှလည်းကျမလက်နဲ့လက်ခံပြီးယူခဲ့တာရဲ့လို့မရှိဘူး။ဒါတော့ဆရာယုံမှာ ကျွန်တော်ဒီအကောင့်ကိုညှိလိုက်ပြီနောက်ထပ်ဘာများဆက်ပြောမလဲဟုညင်၍နားထောင်နေမိတော့လေညှင်းစောကျူဒီဘာမှဆက်မပြောတော့ဘူးဟုတ်ကဲ့ကျွန်တော်ဟာမခင်စောကျူလက်နဲ့ဘာအောင်မှလက်ခံယူခဲ့တာမဟုတ်ရင်မရှိတော့ဘူးပေါင်နာတယ်ပေါင်နာတာကိုလည်းအရွေးနိုင်တော့ဘူးဆိုတော့ကိုထွန်းအောင်ကျိုးနဲ့လက်ကောက်ကဘယ်ကိုရောက်သွားတယ်လဲဟူသောအမေးစကားတစ်ခွန်းလောက်မေးလိုက်ခြင်းသည်သို့တော့ညှင်းစောကျူစိတ်မချမ်းသာမှန်းသိတော့ကြောင်းဆက်၍မမေးခြင်းလောက်ဖြစ်ခဲ့ရ၏ နောက်ဆုံးနေမှာကျွန်တော်ကထိုင်ရမှထား၍သူ့ကိုနှုတ်ဆက်ပါသည်။နှင်းစောချူပြောသည်များကိုကျွန်တော်ယုံပါတယ်။ဟူ၍လည်းအာမခံပြီ။ဖြစ်နိုင်တဲ့အခါကျရင်မက်ခင်စောချူတို့တော့နမီပြက်နေတဲ့မိန်ကလေးတယောက်ကြောင့်ကျွန်တော်စာတပုတ်ရေးပေးပါမယ်။မက်ခင်စောချူတို့ကျွန်တော်ပေးနိုင်တဲ့လက်ဆောင်ပါဗျာ။ဒါမဲ့ဒီလက်ဆောင်ကိုလည်းမက်ခင်စောချူသဘောတိုင်းမက်ခင်စောချူလက်နဲ့လှမ်းယူကြအောင်မလုပ်ပါဘူး။စောက်တုံးမှာတွေ့တဲ့အခါကဖတ်ကြည့်ပါ ဖင်စောကျူအားပြုံး၏ကျွန်တော်ဒီအကောင်းဘက်ကပြောနေခြင်းဖြစ်ကြောင်းလည်းသူသဘောပေါက်ဟန်တွေ့သူ့အကြောင်းမကောင်းရေးမိမဟုတ်ကြောင်းသဘောပေါက်ရတာဤအပြုံးမျိုးပြုံးနိုင်ခြင်းဖြစ်ဟန်တွေ့နောက်တနည်းနိုင်မှုကိုထွန်းအောင်ကျွန်တော်သွားတွေ့လေသည်ခုနောက်တနာစရာကောင်းသောခင်စောကျူရဲ့အဖြစ်ကိုကျွန်တော်ပြောပြ၏ခင်စောကျူသည်အဘိမြစိတ်ဆင်းရဲနေရှာကြောင်းလည်းပြောပြမိဟုတ်ကဲ့ကိုထွန်းအောင်ကကျွန်တော်မျက်နှာကိုဆစ်ဆဲခြင်းရှိဒါမဲ့ကျွန်တော်ပြည့်စုံတော့ပြန်ပေးမယ်လို့မပြောဘူးမဟုတ်လား အများပြည့်စုံမရတဲ့ပြင်စုံတောင်ချားရတဲ့ငွေ၁၀အကုန်ခဲ့ရသေးတယ်။ဟိုင်းကျွန်တော်ပြောဘူးလားခမရကိုချိန်းနေဆိုတဲ့ကမျိုးစရာလူကုံလို့ခမရကိုချိန်းတာပါလို့မပြောဘူးလား။နေစမ်းမအောင်ပြအဖွားကြီးကတနေ့ကနေနေဆိုရင်အိမ်မှာမရှိဘူး။ဘာလို့တက်လဲဖိမရိုက်တာလား။ဟုတ်တယ်ဒါပေမဲ့အဖွားကြီးကအမတန်စိတ်ကောင်းပါလေ။တမီးလုံးတဲ့ကောင်းမားတာရုပ်လေးတပြားပြားနဲ့မြောက်ပြပြီးစံတောင်းနေရ။ဒီလိုမပြောနဲ့ဗျ။ကောင်းမလေးကခမရလို့စီကဘာမှမတောင်းပါဘူးတဲ့။ ခမည်းတော်ကသာမနေနိုင်မထိုင်နိုင်ဖြစ်ပြီးတော့ပေးကြကန့်ကြတာပါတဲ့။ဘာဆက်တတ်တော့ခမည်းမခင်စောကြုံမှိုင်မိလာပြီးတော့ဒီတိုင်းဆိုငွေတစ်ဆက်ချက်နဲ့အဆုံးတတ်အောင်မဟုတ်ဘူး။ပြီးတော့လေကောင်မလေးကခမည်းစီကဘာနဲ့ဆောင်မှမယူခဲ့ဘူးပါဘူးတဲ့။ကောင်မလေးကတော်ရှာပါတယ်။အမတန်နဲ့ကောင်းကောင်းမွန်မွန်နေချင်ရှာပါတယ်။မြောက်ပြပြီးစံတောင်းနေဆိုတာလည်းမဟုတ်ရှာပါဘူး။ဟာခမရဘလို့ဖြစ်လာလဲသူတို့တိုက်လိုက်တဲ့ကော်ဖီတို့လဖေတို့များ တောက်လာသေးလားတိုက်တောင်မတိုက်ပါဘူးဗျာ ဟုတ်ဘာဖြစ်လို့ဒါတွေပြောပြီးဒီကောင်းမောက်ကကွယ်နေရလဲကျွန်တော်စီကဘာမှမရပါဘူးလို့သူကပြောလိုက်ပြန်မလားဟိုတန်နေကတော့ခမည်းရှင်ပါပဲပေါင်နာတယ်ပြန်မရွေးနိုင်ဘူးလို့ပြောလိုက်တယ်မဟုတ်လားဗျဟုတ်တယ်လေပေါင်နာတာမရွေးနိုင်တာတက်ကိစ္စပဲဗျခမည်းစီကသူမရတာတက်ကိစ္စပဲဟုတ်ခမည်းတော်ငွေ၁၀ချက်ပေးခဲ့ရသေးရဲ့ဆိုခမည်းပါရီပြောနေရလဲဟောခတ်ပါပဲကိုထွန်းအောင်ညာကောင်းမလေးကသူကဘသူစီအောင်မှလက်ဆောင်မယူဘူးလို့ပြောနေတာပဲ ကျွန်တော်ကိုယ်တိုင်လည်းသူ့ကိုပေးရတာမဟုတ်ဘူးဗျ။သူ့အမေကိုပေးခဲ့ရတာ။ဖို့ခါရင်မှကိုထွန်းအောင်လေ။ကျွန်တော်ဆိုလိုသောသဘောရိပ်စားမိရန်ဖြင့်ငြိမ်သွားဤ။ခမားလည်းပဲကျိုးနဲ့လက်ကောက်သူ့အမေလက်ထဲထည့်ခဲ့တာမဟုတ်လား။ဖို့ထွန်းအောင်ဒီအတန်ကြောင်စဉ်းစားနေပြီးမှခေါင်းကိုငိတ်ပြရှာတယ်။အဲ့ဒါပဲပေါ့ဗျာ။ခေါင်းမလေးကသူ့အမေမကောင်းကြအောင်ထုတ်ပြီးတော့မပြောရှာဘူးဗျာ။အမတန်ချင်းမုံမို့ခေါင်းနဲ့ခေါင်းမလေးပဲ။ဒါကြောင့်လေသူစိတ်ညက်တာပဲ။ခမားတို့ကသာတမီးကိုလိုချင်တိုင်း ။တမီးတို့တမီးတို့ဆိုရင်အမေကိုလက်ထိုးကြတာမဟုတ်လား။ဟောထွန်းအောင်ဒီငိန်နေလေဒီ။မြောက်ပြပြီးစံတောင်းနေတာခင်စောကျူမဟုတ်ဘူးဗျ။သူ့အမေသူ့အမေ။မြောက်ဝတီမဂဇင်းဇန်နဝါရီလ1958ခုနှစ်ဆရာကြီးလင်းယုံနေရေးသားတယ်။မြောက်ပြရွေစံတောင်းခြင်းဝတ္ထုတော်ဖက်ပြလို့ပြပါပါရှင်။နားဆင်ကြလို့အောင်စီတိုင်းကျမ်းမာချမ်းသာကြပါစေရှင်။